်မင်္ဂလာပါရှင်ရောင်းဝန်ကတိချန်နယ်နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်ဖျားဖြစ်မုံနိုင်ကြီးမယ်လီစာကြောင့်ကာရီဘီယံနိုင်ငံတွေမှာလူ30ကျော်သေဆုံးမကြုံစဘူးစံတန်းပြင်းထန်လိုက်မုံနောင်ကြီးကြောင့်ကာရီဘီယံပင်လယ်ထဲကကျွန်းနိုင်ငံတွေမှာစုစုပေါင်းလူ30ကျော်သေဆုံးပြီးထိခိုက်ပျက်စီးမှုတွေများပြားဖြစ်ပေါ်ခဲ့တယ်အခုနှစ်အတွက်ကမ္ဘာပေါ်မှာဖြစ်ပေါ်ခဲ့သမျှအပြင်းထန်ဆုံးလေမုံနိုင်ကြီးဖြစ်တဲ့ဟာရီကိန်းမယ်လီစာကြောင့်ဂျမေကာဟေတီဒိုမီနီကန်နိုင်ငံတွေမှာလူသေပျောက်သေနေကြခဲ့ရတာဖြစ်တဲ့ ။လောလောဆယ်မှာတော့မုံတိုင်းဟာဘာဟားမတ်စ်နိုင်ငံကိုဖြတ်သန်းပြီးရှေ့မြောက်ဘက်အတ္တလန္တိတ်သမုဒ္ဒရာစီဆက်လက်ရွေ့လျှောင်းနေတယ်။မုံတိုင်းလမ်းကြောင်းပေါ်မှာရှိတဲ့ဗီတိန်ပိုင်နဲ့ဘာမြူတာကျွန်းမှာတော့မုံတိုင်းအနေနဲ့အရေးပေါ်သတိပေးချက်ထုတ်ပြန်ထားရတယ်။မုံတိုင်းတန်တင်းငယ်နိုင်ငံဒီမှာမကြုံစဘူးဆိုရအပြည့်စင်ကြုံခဲ့ရတယ်လို့နိုင်ငံတကာကြက်ချင်ဒီဖွဲ့ကပြောတယ်။အစောပိုင်းကအသေးပြောက်ကို40ကျော်လို့ကြေညာခဲ့ရနောက်တော့30ကျော်ဖြစ်ပြန်နဲ့လျှော့ချခဲ့တယ်။ လောလောဆယ်မှာတည်ဆောင်းသူ34ဦးထိဆင်းရထားပြီးအများဆုံးကဟေတီမှာဖြစ်ပြီး25ဦးရှိခဲ့တယ်။မုံတိုင်းလမ်းကြောင်းမှာတက်တက်ကြီးကြောက်ခဲ့တဲ့ကြောင်းမိကောင်မလည်းရှိဦးတည်ဆောင်းခဲ့တယ်။မယ်လီဆိုင်းလေတိုင်တော်အမြင့်ဆုံးချိန်မှာတနအိ295ကီလိုမီတာနှုန်းထိရောက်ရှိခဲ့ပြီးအခုနှစ်ကမ္ဘာပေါ်မှာဖြစ်ပေါ်သမျှမုံတိုင်းအလုံးထဲမှာလေတိုင်တော်အမြင့်ဆုံးအပြင်းဆုံးဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။မုံလိုက်ရဲ့ရွေလျားနှုံကတော့ရဲနှစ်ခွေပြီးအဲ့ဒီအတွက်လည်းဖြတ်တန်းတိုက်ခိုက်ရလမ်းကြောင်းတစ်လျှောက်ဒေသတွေကမုံတိုင်းရဲ့ဖြတ်စရာတန်ကိုပို့ပြီးပြင်းထန်တဲ့ခံစားရပါတယ် အော်တိုဝါ၂၀ကွယ်နေမှာတော့ဂျမေကာဝင်ကြီးကျော်အန်ဒရူးဟိုနက်ဆာမုံတိုင်းကြောင့်လူသေးပြောက်တွေဖြစ်ပေါ်ခဲ့ရာစိတ်အလစ်ပတ်မျိုးကိုကိုယ်တိုင်တောင်းရောက်စစ်ဆေးကြွရှုခဲ့တယ်။အပြန်စီးတွေကိုဝင်ကနေရိုက်ကူတိုင်းဗီဒီယိုကိုလူမှုကွန်ရက်ပေါ်မျှဝေရင်းဟိုနက်ကထိခိုက်တံကအရင်ကြီးမှပြင်းထန်ကြောင်းအတိုင်းမဲ့အဆွေရပြန်လည်ထူထောင်ရေးကိုအစွမ်းကုန်ဆိုင်ဖို့အစီအစဉ်တွေရေးဆွဲနေကြောင်းရေးသားထားခဲ့ပါတယ်။ဂျမေကာမှာတော့မုန်တိုင်းကြောင့်တဲတဲတန်တန်ရွာသွန်းတဲ့မိုးရီကြောင့်မြို့တော်ကင်စတန်ကရက်ကွက်တွေပောင်းဝင်နေရာများပြားရှင်မြုပ်ကုန်ပါတယ်။ လေပြင်းနေဆောင်လဲတစ်ပင်နဲ့တက်တိုင်နေကြိုးကုန်ပြုတ်လဲကုန်ပြီးအိမ်မိုးရီနဲ့လေထဲမှာလွင့်ပြန့်နေခဲ့ပါတယ်။ဂျမေကာပြီးမှမွန်တိုင်းဝင်ရောက်တာခံခဲ့ရတဲ့ဂျူဘာနဲ့ဖာစမာကအခြေအနေတွေကိုတော့လုံးဝစင်မသိရသေးဘူး။မဲလီဆာဟာကာရီဘီယံပင်လယ်ပြင်ကနိုင်ငံတွေကိုဆွေရမှွေနှောက်ဖြစ်စီခဲ့ရှင်ကတော့တန်တရားမရှိကြောင်းဟိုနက်စ်ကမှတ်ချက်ပြုထားတယ်။ဆက်လက်ပြီးမန်လီတိုင်းကနေမြေတွေကိုဆက်လက်ကာကွယ်မယ်လို့ ထိရောက်အိုင်ပြွာခြင်းညာမန္တလေးတိုင်းတွင်ရှင်နေမြေတဲ့တော်လိုင်းဆန်လုပ်ငန်းတွေမှာတော့အင်အားပြည့်နဲ့စူးစမ်းစာနေရရှိကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်ထိရောက်အိုင်ပြွာကနေဒီကနေ့ထုတ်ပြန်ကြေညာပြီးရှင်မတ်ချက်ရောက်တပ်ပဝင်တော်မယ်လို့အသိပေးတယ်။ TNL ကမန္တလေးတိုင်းမိုးကောင်းတဲ့ရှမ်းမြောက်မိုးမိတ်မြို့တို့ကနေစုခွာဖို့စစ်ကောင်စီနဲ့သဘောတူအပြည့်ရဲဆဲကြောင်းကြေညာခဲ့ပြီးနောက်မန္တလေး PDM မိုးကောင်းပြွာတို့ကထိုင်းချုံနယ်မြေကာကွယ်သွားမယ်ကြောင်းကြေညာခဲ့တယ်လို့စင်ကိုတပိတ်ကျင်းနယ်မြေကအများစုအပါအဝင်အင်အားများစွာနဲ့စုဖွဲ့ထားတဲ့ TI ပြွာကလည်းတပ်ဖွဲ့သဘောထားကိုအခုလိုကြေညာခဲ့တယ်။ အမျိုးသားညီညွတ်ရေးဆွေးနွေးကာကွယ်ဝင်ကြီးဌာနမန်လေးတိုင်းစစ်ဌာနကိုကံမောင်မရှိပြုအားဖြင့်ဖြစ်တာနဲ့ညီမန်လေးတိုင်းတွင်းရှိနေမြေရဲ့တော်လိန်ဆန်လုပ်ငန်းတွေမှာအင်အားပြည့်နဲ့ကြိုးစားဆောင်နေလျက်ရှိပြီးမိဘတော်လည်းအားဆွေနဲ့တွေ့ဖက်ကမိမိတို့မွေးဖွားအခြေတရားဒေတာကိုကာကွယ်မယ်လို့အတိပေးထုတ်ပြန်တယ်။အဲဒီကာကွယ်ပြီးရှိမှချက်ဖြစ်တဲ့ဖက်ဒရယ်ဒီမိုကရေစီစနစ်စီကိုကတ်ခဲများစွာကြားကဆက်လက်ကြည့်တဲ့တိုင်ပွဲဝင်သွားမယ်လို့ဂရီသစ္စာပြုကြောင်းတရားရုံးကထုတ်ပြန်ကြေညာတယ်။ ဆက်လက်ပြီးရှင်နဲ့တွေ့ဆုံဆွေးနွေးခဲ့မှုကိုကျင်းတဲ့ကြောင့်ထရန့်ပြောမြေရှားတပ်ထုကိစ္စပြဿနာမရှိနိုင်တော့လို့ဆိုသေုပ်သမ္မတရှီကျင်းပြင်းနဲ့တွေ့ဆုံဆွေးနွေးမှာအံ့ဩကျင်းတဲ့ဆရာဖြစ်ခဲ့လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောတယ်။အရှောက်ခီးစီယန်နောက်ဆုံးပိုင်ဖြစ်တောင်ကိုရီးယားနိုင်ငံဘူဆန်မြို့ကနိုင်ငံတကာလေးစိတ်ထဲမှာရှိနေဆွေးနွေးခဲ့တော့ထရန့်အမေရိကန်ကိုချက်ချင်းပြန်လဲထွက်ခွာလာခဲ့ပါတယ်။သူဟာသမ္မတစီတော့ရင် F41 ပေါ်မှာသတင်းထောက်တွေနဲ့တွေ့ဆုံချင်းချိန်ကြားမှာဆွေးနွေးပွဲနဲ့ပတ်သက်လို့သဘောထားမြင်နေကိုပထမဆုံးမှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။နောက်ဖက်အစိုးရရဲ့ကြားမှာကောင်းမွန်တဲ့သဘောတူညီမှုတော်တော်များများရရှိခဲ့တယ်လို့ထရန့်ကပြောတယ်။ အမေရိကန်စီဖန်တနက်မှုရဲ့စေတွေကိုမှောက်ကိုတင်သွင်းမှုတတိယဓာစီပေးဖို့ပြက်ကွက်ခဲ့ကြောင်းဆွဆွဲပြီးတရုတ်ရဲ့ဓာတ်ပစ္စည်းချို့တင်သွင်းမှုပေါ်80ရာခိုင်နှုန်းစီးကျက်ထားကိုအမေရိကန်က30ရာခိုင်နှုန်းတိချက်ချင်း short ချမယ်လို့ထရန်ကပြောတယ်။နောက်ပြီးထရန်ဟာလက်တလောဆိုင်ရထားတဲ့အမေရိကန်ထုတ်ကုန်ပဲတွေဝယ်မှုကိုအမြန်ဆုံးပြန်စားလိမ့်မယ်လို့ထရန်ကအရေးမွှဲဆိုပါတယ်။ ။အဲဒီဆုံးဖြတ်ချက်ကိုလည်းသူကအတိအမှတ်ပြောလို့ Trump ကိုဆက်ပြီးပြောကြားခဲ့တယ်။နောက်နိုင်ငံသားကုန်သွယ်ရေးအားပြိုင်မှုတွေမှာအာယုံဆိုင်ဆုံးအကြောင်းအရာတစ်ခုဖြစ်တဲ့မြေရှားတထုကိစ္စလည်းပြည်လည်သွားပြီးလို့ Trump ကဆက်ပြောတယ်။ဒါပေမဲ့အသေးစိတ်ကိုတော့သူကမှတ်ချက်မပေးခဲ့ဘူး။စော်ပိုင်းတော်ကတရားမြေရှားတထုတွေတင်ပို့မှုကန့်သတ်မဲ့အကြောင်းကြေညာခဲ့တဲ့အတွက် Trump ကသတ်ပုံထားပြီးတော့တရုတ်ကုန်စည်ပေါ်အခွန်တရာရာဂိုင်းတို့တိုးကောက်မယ်လို့ချိန်ချောက်ခဲ့တယ်။ ထရန့်နဲ့ရှီတို့ကနျူကလ িয়ার လက်နက်ထိန်းချုပ်မူဝါဒတွေကိုလည်းထည့်သွင်းစနေခဲ့လို့ယုံကြည်ရပြီးထရန့်ကအမေရိကန်ဟာတင်းတော်တဲ့အချိန်တခုမှာနျူကလ িয়ার လက်နက်စမ်းသပ်မှုတွေပြန်လည်စတင်လာနိုင်ကြောင်းသတင်းတောက်တွေကိုပြောတယ်ထရန့်ကသူနဲ့ရှင်ရောကြာဆွေးနွေးမှုတွေမှာထိုင်ဝမ်နဲ့ပတ်သက်တိုင်မပါခဲ့ကြအောင်တီးပြနေတယ်။ဒါပေမဲ့ရှူဂရိန်းငြိမ်းချမ်းရေးနဲ့ပတ်သက်လို့တရုတ်ကအမေရိကန်နဲ့လက်တွဲလုပ်လို့ပို့သဘောတူခဲ့ကြအောင်ထရန့်ကပြောကြားသွားပါတယ်။ ဘူဆန်ကဆွေးနွေးပွဲပြီးမှထရန့်လိုပဲရှိကလည်းအစည်းအဝေးခမှတ်ကနေချက်ချင်းထွက်သွားခဲ့တယ်။ထရန့်က F1 ပေါ်မှာသတင်းတောက်တင်တဲ့အမေးဖြေတွေလုပ်နေပေမဲ့တရုတ်ဘက်ကတော့ဆွေးနွေးပွဲရလနဲ့ပတ်သက်လို့ဘာမှချက်မှမပေးဘဲအတန်တိတ်နေဆဲဖြစ်ပါတယ်။စလပီစကိုင်းတရားမှာကုံသမားတွေကိုပြပတ်ထားပြီးစစ်သားစုဆောင်မလေးနဲ့စကိုင်းဆက်သွယ်ထားတဲ့စကိုင်းတရားမှာလာကုံရက်ပိုင်းတွင်ကုံကားသမားတွေကိုပြပတ်ထားပြီးစစ်သားစုဆောင်နေရာကြောင့်ကုံကားချုပ်ပြည်စွာကိုရန်နောက်ထားရတယ်။ လာတလာရဲ့ကောင်ရက်တွေမှာစကိုင်းတရမှာဖြတ်တန်းသွားလာတဲ့ကောင်ကာကရှင်ကိုမျိုးသားတွေကိုစစ်ကောင်စီတက်ကပေါ်တောင်ဆွေးဝေးစစ်တဲထဲလိုက်တာလို့သိရတယ်။အဲလိုစစ်သားဆူဆောင်းတာကိုလာတလာရဲ့နောက်ဆုံးရက်တပတ်ကနေလာဇန်ပထမရက်တပတ်အတွင်းလောက်ဆောင်လေးရှယ်လို့သိရတယ်။အိစင်းကနဲ့ခီးတော်နေသူတွေကိုတော့စစ်တပ်နဲ့ပတ်သက်ဆက်နေသူတွေဖြစ်မှာစိုးရိမ်တာကြောင့်ကောင်ကာသမားတွေကိုပဲပြစ်မှတ်ထားလို့ရှင်မောင်းနေကယူဆကြတယ်။မန္တလေးမြို့မှာလာမဲ့စစ်မှုတွေအပတ်စဉ်အတွက်လူသစ်ဆူဆောင်းတာတွေကိုစတင်နေလို့သိရပါတယ်။မနာသိစစ်ကောင်စီကစစ်မှုတွေအပတ်စဉ်တစ်ခုကိုလူ9000လောက်ခွင့်မယ်လို့ကြေညာတယ်ပြီးခဲ့တဲ့ စတရီမာ25ရမှာပတ်စဉ်စကုံစတင်ထားတဲ့ပတ်စဉ်25တိတင်းနဲ့စင်ထောင်ပြည့်ဖြစ်တဲ့အတွက်စစ်ကောင်စီအတွက်မြေပြင်တိုက်ခိုက်အင်အား9000ကျော်ရရှိထားလို့အကြံပြင်ခံမှရတယ်။စစ်မှုရဲတင်းနဲ့စင်တွေကိုစစ်ကောင်စီတပ်ကတော်လိုင်းဖွဲ့နဲ့ထိတ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်နေအရှိန်အနေအားစီဆဲလို့နေပြီးတိုက်ပွဲကြသူတွေရှိတယ်လို့လက်နက်ကြအလင်းဝင်သူတွေလည်းရှိပါတယ်။ဆက်လက်ပြီးထိုင်းမှာရင်မတော်တဆမှုအကူအညီသူနာပြုတ်ချောင်းသူရင်တိုက်ခံရပြီးတေဆုံး တိုင်းမှာဆိုရတဲ့ရင်တိုက်မှုတစ်ခုကိုအကူအညီပေးဖို့ကြိုးစားတယ်။တနပြုတ်ကြောင့်သူတို့ကိုယ်တိုင်ရင်တိုက်ခံပြီးတိမ်ဆောင်တယ်။အော်တိုဝါ29ရက်နေ့တုန်းကပတရားမြို့မှာရှိတဲ့လမ်းမတစ်ခုမှာရင်ငါးစီဆင်းတိုက်မှုဖြစ်ခဲ့တယ်။အဲဒီဖြစ်စဉ်တွင်စုစုပေါင်း တောင်းအသေးဆုံးမြငောင်းတရားရခဲ့တဲ့သူကကနဲရင်တိုင်းမှုအတွင်းရှိတဲ့နောက်မောင်းလိုက်ကောင်ရက်ပြီးထိခိုက်တံရသူတွေကိုအကူအညီပေးဖို့ပြင်သွားခဲ့တယ်။နောက်ပြီးဂျီယဝါဒီရဲ့ခင်မဖြစ်သူကဲဆဲဝင်တဲ့ဝမ်ချောင်းလွန်အန်ချူနီကလည်း MG ကားနဲ့တိုက်မိလို့တရားပြင်ထန်ရခဲ့ပါတယ်။ရှင်တိုက်မွေအဆောင်ကတိုတာဖောင်ဒါကားစီကအရှိန်မထိန်နိုင်မဲ့ဝင်တိုက်ခဲ့တာနောက်ပြီးတိုတာခရမီကားစီကဖောင်ဒါဝင်တိုက်ပြီးလမ်းဘက်ကဒါစီကိုတိုက်မိခဲ့ပါတယ်ခရမီကားရင်မောင်းသက်40ရွယ်ထိုင်းမြို့သားကတေဆုံးရွယ်စင်းထဲမှာပါဝင်ခဲ့ပါတယ် ဂျီယဝါတည့်ခင်မုန်းကိုတော့ချွန်ပူရီစေဝါရေပေါ်လုနာအဖြစ်တင်ထားရပြီးတွေ့လို့အချက်ရောက်စေယုံကအသွေးလူခံထားရပါတယ်။ဂျီယဝါဒီနဲ့ဝမ်ချလွန်တို့ဟာဂျီယဝါဒီရဲ့မွေးနေ့ကိုကျင်းပဖို့ခေတူထွက်လာကအရှင်တိုင်းမှုနဲ့တိုးလို့သွားကူညီကိုရိုက်ဒုက္ခရောက်ကြတာဖြစ်တယ်။ရဲတွေကတော့ဂျီယဝါဒီရဲ့ကျင်းကြံရုံလောင်းကိုစီစာကတ်မှာရှယ်မိသားစုနေစီပြန်လဲပို့ဆောင်ပေးခဲ့ပြီးနိုင်ကိစ္စစီစဉ်တာကူညီပေးခဲ့တယ်။ဆလဘီနထိုးချင်းမြို့နယ်ကံကြီးရမှာထိုင်ချတက်ဆွဲတဲ့ဆစ်ကန်ဝင်ရောက်တိုက်ခိုက်မှုစစ်သား9ဦးသေဆုံး မန္တလေးတိုင်းနထိုးချင်းမြို့နယ်ကံကြရမှာတိုင်ကြားတက်ဆွဲတိုင်းဂျပန်စစ်တပ်စခန်းဝင်ရောက်တိုက်ခိုက်ရာစစ်သား၅ဦးထိ傷ကြောင်းမြင်းကြံခဲမက်တစ်တိုင်းတာဝန်ရှိသူကပြောတယ်။အော်တိုဝါ26နှစ်မြင်းကြံနထိုးချင်းလမ်းပိုင်းမှာရှိအင်အား50ခန်းနဲ့ဂျပန်စစ်တပ်နဲ့ပြူစောတိတိုင်ကြားတက်ဆွဲတိုင်းကံကြရွာကိုတော်လိုက်တဲ့ခေါ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းဆိုပါတိုက်ခိုက်မှုတွင်ဂျပန်စစ်တပ်ကစစ်သား၅ဦးထိ傷ကတော်လိုင်းရဲဘော်၏ထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်။ ကန်ကျင်းရမာကစစ်ခွင့်ရခံမှန်းကျင်90ဝန်းကျင်လောက်ရှိတိုက်ပွဲဖြစ်တဲ့နောက်မှာစစ်ခွေးလောင်းနေတဲ့တန်ရရတဲ့ကောင်းတွေကိုကားရည်နေမျိုးတွေကိုတဲသွားပါတယ်စစ်ခွေးတရာက9ကောင်လောက်ရှိပါမယ်ကျွန်တော်ရဲ့ဘော်အတိတ်ကမှရှိပြန်လည်ဆောက်ခွာနိုင်ခဲ့တယ်ဆစ်စင်တိုက်ခိုက်မှုကိုမြင်းကြံခဲအမတ်တီတိုင်းနဲ့နထိုးကြီးမျိုးနဲ့ပတ်ကဖားကပူပေါင်းလုံဆောင်ခဲ့ခြင်းဖြစ်ကြောင်းတိုက်ပွဲဖြစ်ပွားပြီးနောက်ဂျပန်စစ်သားရဲ့ဆိုင်ကဲနဲ့ကုန်းတရာဘက်ကိုထွက်ပြေးဆောက်ခွာတာကြောင့်သိရတယ်နားဆင်အားပေးကြတဲ့အတွက်ဒီပင်ကျေးဇူးတင်ရှိပါတယ်ရှင်